inverter cycle လေးပေါ့နောက်တစ်ခါကျွန်တော်တို့ဒီ battery battery clip ချိန်လိုက်ရင်ပေါ့နော်ဒီကျွန်တော်ကမီးရောင်လေးပဲပြကျင်လို့ပေါ့နော် LED လေးတစ်လုံးရဲ1.5 kg ပုံလေးရဲ့နော်ဒါလေးဒါလေးကမတက်လည်းရတော့ရတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ကတော့ဒီ battery လေးချိန်လိုက်ရင်ဒီ LED မီးဒီလေးနဲ့လည်းအချက်ပြကျင်လို့တက်လိုက်တာဖြစ်ပါလိမ့်မယ်နော်ဒါ inverter လုပ်ငန်းစဉ်နဲ့တော့မဆိုင်ဘူးနော်ဒီကကျွန်တော်တို့ဒီ LED ရဲ့ LED ရဲ့အနှုတ်ပေါ့နော်ကက်တော့ပေါ့ကျွန်တော် LED အနှုတ်ကိုခုနက source 2နဲ့ပေါ့နော်ဒါပေါ့နော်အဲ့ဒါ LED အပေါင်းနဲ့1.5 kg အုံလေးကိုအရင်ဆုံးဆက်လိုက်ပါလေ။အဲ့ဒီ1 kg အုံလေးကကျွန်တော်တို့က battery ရလာမဲ့ဒီ တွဲဖို့ပေါ့နော်တွဲဖို့ line နဲ့ဒါဆက်လိုက်တာဖြစ်ပါတယ်နော်ဒီ clip နဲ့ wire ဂျိုးလေးပေါ့နော်တွဲပြီးတာကဲသူ့ဒီ battery ဂျိုးလေးဆက်ပုံစက်လေးကတော့ battery ရဲ့ဒါအနှုတ်ပေါ့နော်ဒီမှာကျွန်တော်လက်ရောင်ဂျိုးလေး battery အနှုတ်က source two ကိုဆက်တယ်ဒီရောင်ဂျိုးကလည်းခုနကကျွန်တော်တို့ဒီအပေါင်း line ပေါ့နော်စက်လေးအပြင်1 kilo only ဆက်ထားတဲ့ line ပေါ့ကြာနော်အဲ1.5 kilo only ပေါ့နော်1.5 kilo only ဆက်ထားတဲ့ line လေးပါနောက်ကကျွန်တော်တို့ transformer ကိုနော်ဒါ center တက်ပေါ့နော် 0 volt line ကိုဆက်ဖို့တာကခုန plus 12ပေါ့နော် battery အပေါင်း line ကနေကျွန်တော် wire စာလေးထုတ်ထားလိုက်ပါပြီခုနက wire ရောင် Julie နော် drain မှာတက်ထားတဲ့ wire ကြောင့် wire ကျုပ် wire ရောင်လေးကနှစ်ပင်ရဲ့အခုဒီမှာတွဲဖို့ line ကအနီရောင်လေးတစ်ပင်ရဲ့ကဲခုနကကျွန်တော်တို့တွဲဖို့နော် plus 12 volt line က center တက်အလဲနဲ့ဆက်တယ်0နော်နောက်ကဒီမှာ drain number 2ကိုကျွန်တော်တို့လက်ဝဲလက်ရပဲပေါ့နော်လက်ရပဲ transformer ရဲ့တွဲနဲ့ဆက်တယ်ကြံတဲ့ဒီ drain 1ကလည်းလက်ဝဲဘက်က transformer ရဲ့တွဲမှာနော်တွဲ0တွဲဆက်လိုက်ဆက်လိုက်ပေါ့နော်ဘာမှမားလည်းမရှိပါဘူး တာ120အတွက်ကိုဒါကောင်းလေးနဲ့ try လိုက်တာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီ white ကလေးတွေပေါ့နော်120ကိုလက်နဲ့မသိမိအောင်ပေါ့